အိမ်ပဲပဲလိမ့်မယ်ပဲဝိုက်ထားခဲ့ပါမင်းအပိကခေါ်ပါလေသူကလော့ဇာကနဲ့ပါလေအိမ်ဆောင်ကလေးတော့သူကိုခေါ်စနေဆောင်ဟားပါမင်းအိမ်ဆောင်ကပေါ်ပါရင်ကျွန်တော်ကောက်တီအကျွန်လေးမအိမ်နိုင်ပါရဲ့ crowd လို့တုံလို့ဒီနာလဟာဇာတော့မဆင်းနေစင်းငမင်းလောက်မကြသေးပါကျွန်တော်စနေရွာထဲမှာတနေပိုက်တင်ပြီးကြောက်ပါလေ ဒါကတော့ဘူတိတော်မျိုးနဲ့ဆင်ဆွေရဒိုင်းနံကျော်မှာအာစာရဲရော်ရဲကိုလက်နဲ့တွင်နဲ့ဝင်ရောက်လာပြီးသူမရဲ့အမျိုးသားဖြစ်သူကိုအာစာဖန်ခေါ်သွားနဲ့ပတ်သက်ပြီးအသက်20နှစ်အရွယ်မော့ဝော်အမီလွေးကပြောပြနေတာပါပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ညစေနာရီဝန်းကျင်ချင်းအေလာတဲ့ညတညမှာမထင်မှတ်ထားတဲ့ဖြစ်ရဆိုးကြီးတစ်ခုကြုံခဲ့ရရဲ့လို့ပြောပါရယ် အိမ်တွေကရိုဟင်ဂျာအကြမ်းဖက်လက်နက်ကအဖွဲ့တွေဖြစ်တဲ့အာစာ ISO အဖွဲ့တွေဟာဆင်ဆွေရဆိုတဲ့ရော်တွေကိုဝင်ရောက်ပြီးတော့နေအိမ်တွေကိုမီးရှို့တာအပြင်မဲ့အရတားတွေကိုတပ်ဖြတ်တာဖဲစည်းခေါ်ဆောင်သွားတွေကိုသူကိုယ်တိုင်ကြုံတွေ့မြင်ခဲ့ရတယ်လို့ပြောပါတယ်။အခုလို့ဖဲစည်းခေါ်ဆောင်သောသူတွေထဲမှာသူမရဲ့အမျိုးသားဖြစ်သူလည်းပါဝင်နေခဲ့တာပါ။ ူမဟာလေသူမရဲ့မိခင်အပါအဝင်၃နှစ်အရွယ်ကလေးငယ်လေးနဲ့အတူ အသက်အန္တရာယ်ကိုစိုးရင်ကြောက်လန့်ပြီးမပြောတော့သေးမှပဲတညလုံးပုန်းခိုနေထိုင်ကြရတယ်လို့ဆိုပါတယ်။အလားအာသာဒီပြန်လာဖို့ကောက်လို့ရောမပြောတော့မှခွာနေပါရဲ့။နှစ်နာရီ၃နာရီလေးနာရီကြီးပါအဲ့ဒီမှလေးလိုက်ပါတန်းနေလို့ရောင်းတိုင်းချင်းလို့ပါရောက်ဟာဆိုဒီကဘာလားဆိုတော့ဝါချင်းပါမယ်။ သူမရဲ့အမျိုးသားဟာလေယာလုံငယ်လောက်ကရင်ဘိုးဘဝကိုရိုးရှင်းစွာဖြတ်သန်းကမိသားစုစာဝတ်နေရေးကိုတာဝန်ယူဖြည့်ရှင်းပေးနေသူဖြစ်တယ်လို့သူမကဆိုပါတယ်။တစ်ဖက်မှာလည်းမိသားစုနဲ့ဘိုးဘဝကိုအေးချမ်းချမ်းဖြတ်သန်းနိုင်ဖို့မျှော်လင့်နေတဲ့သူမအတွက်ကတော့အခုလိုအာစာရဲ့အကြမ်းဖက်လုပ်ရတဲ့ကြောင့်သူမဘဝတစ်ခုလုံးဆုံးရှုံးသွားရတယ်လို့ပါပဲလို့ဆိုပါတယ်။ ါမဲ့ဒဇင်ပါလ၄ရက်နဲ့ဆိုရင်သူမအမျိုးသားကိုအာစာဖမ်းခေါ်တော့တာဒီနေ့ပြေတော့မှဖြစ်ပေမဲ့ခုချိန်ထိဘာတဲ့အစနာမှမရရှိဘူးလို့ပြောပါတယ်။လက်ရှိမှာသူမဟာအသက်၂၀နှစ်အရွယ်ရှိပြီးသူမ၄နှစ်အရွယ်သမီးငယ်လေးတယောက်လည်းရှိပါသေးတယ်။ ဒါပေမဲ့အမျိုးသားဖြစ်သူကိုပဲမိခိုအားကိုးနေရတဲ့သူမအတွက်ကတော့အမျိုးသားမရှိတော့တဲ့နေ့ကစပီးစာဝန်နေရေးကိုခက်ခက်ခဲခဲနဲ့ရုန်းကန်ဖြစ်ရှင်းနေရတယ်လို့တစ်ဖက်မှာလည်းအာစာရေးရှင်ကိုစိုးရင်ကြောက်လန့်နေရစေဖြစ်တယ်လို့ဆိုပါရယ်။အိမ်ဟောင်းလုံးစာထိုင်စောနေရစပါကုတရားမရှိစောနဲ့ဝါငွေလေးမရှိလိုက်ပါရစောတောက်လေးကျဲပါရယ်။အနီထိုင်ကစအောင်းလုံးကျဲတိလာပါရယ်အိမ်ဟောင်းမရှိစောအိမ်ထောင်စီမရှိဆိုလောက်ကပေါ့က ပြီးတော့အိမ်တိန်မှာတော့အေးပဲဟာတတာကြီးဖိုင်လာပဲပြီးတော့အလုံးကိုက်ဆိုလေးတခုလေးဆောင်းမပေးလိုက်ပဲအခုဆိုကလေးတော့ရဲ့ပဲပါတနိုင်တောင်ပြေခိုးပါရမင်းနေရဆိုတော့အခုချိန်ကြီးအိရအိမ်နေရဆက်ပါကကောက်လက်လဲနဲ့အိမ်နေရပါလက်ရှိမှာလေရိုဟင်ဂျာလက်နက်ကအဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နေဆက်ကနေတဆင်မောက်ဒေါခရအတွင်ကိုစိတ်ဝင်လှုပ်ရှားနေပြီးဒေသခံတွေရဲ့အသက်အန္တရာယ်ကတော့စိုးရိမ်နေရသေးပါ အလားတူပဲအဲ့ဒီနေ့တရက်တည်းမှာစင်စွေရကျောင်းမှာရှိတဲ့သူမရဲ့အမျိုးသားဟာလေအာစာတက်ဖို့ဝင်နေရဲ့ဖန်ဆီးတာကိုခံခဲ့ရတယ်လို့မညိုကထပ်ပြောပါတယ်။လက်ရှိမှာအမျိုးသားဖန်ဆီးခံရပြီးနောက်ပိုင်းအသက်၃နှစ်အရွယ်တားငယ်လေးနဲ့အတူထင်းရှားဝေါ်ခုတ်ရင်စာဝင်းနေရဲ့ကိုဖြစ်ရှင်းနေရတယ်လို့ပြောပါတယ်။လေလေးမရှိနွားလေးမရှိသဘဲဒါရအလုပ်ဒါရအလုပ်လို့စပါရင်ဟွာခွဲဝါလုံးလေးထန်ခွဲထန်လုံးလေးရပ်ပင်နေစပါရင် စားစားတော့မှမရှိပါဆန်လည်းမရှိပါငွေကြေးလည်းမရှိပါအင်းချမရှိခဲ့ပေါ်လို့အခက်ကြီးမနိုင်ရေလက်ရှိမှာအာစာရံကိုစွန့်ပြီးတောတောက်အမင်းပြုတ်လောက်ကိုင်းစားတော့နေရသူတွေမှာစာဝန်းနေရဲ့အစင်မပြေဖြစ်နေကြပါတယ်တဖက်မှာလေလာမင်းနဲ့မှာသူမရဲ့တားငယ်လေးကိုကြောင်းထရတော့မှဖြစ်ပေမဲ့လေဂွေးကြီးအခက်ခဲကြောင်းကြောင်းထနိုင်ဖို့နဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေလည်းရှိနေပါတယ်အာတနိုင်းဆိုကြတော့မှတော့တဖို့အရှင်ရောပါမနေရင် မိတောင်းတဖွဲ့ချင်းလာလို့ပဲပွေးကြီးကမရှိပါရမတဲနိုင်ပါရတောင်းတနဲ့တိုင်းနဲ့တဲနိုင်ဖို့လားမတဲနိုင်လည်းမရှိပါဒါပေတစင်ပါလာလေးရနေဆိုရင်စင်စွေရကြော့ကအမျိုးသားတွေဖန်စီခံရတာတနည်းဒီပါရှိနေပါပြီအခုချိန်ထိသတင်းတစုံတရာမကြားရသေးသလိုတည်တလားရှင်တလားတော့မသိရသေးပါဘူးဒါပေမဲ့မိသားစုဝင်တွေကတော့ဘေးကင်းကင်းနဲ့ပြန်လာနိုင်ဖို့ကိုပဲအခုချိန်ထိမျှော်လင့်နေကြတော့ပါ လက်ရှိမှာလည်းမောင်တော်ခရိုင်မှာရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာအရဲသားတွေနဲ့အေအေကိုခြုံခိုးတိုက်ခိုက်မှုတွေရှိနေပြီးအရဲသားဖမ်းဆီးခံရတာတပ်ဖြတ်ခံရတာထိခိုက်ဒေဆုံးမှုတွေကလည်းရှိနေပါသေးတယ်။၂၀၂၅ခုနှစ်မက်လကစပြီးလက်ရှိအချိန်ထိအာဆာရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်ဒေဆုံးသူအနည်းဆုံး၂၀ဦးထက်မနည်းရှိနေပြီးထိခိုက်ဒဏ်ရာရရှိသူတွေဖြောက်ဆုံးနေသူတွေလည်းထက်ရှိနေသေးပါသေးတယ်။ လက်ရှိမှာလည်းအာစာရဲကိုစိုးရင်ပြီးဘောင်တော်မျိုးတွေမှာရှိတဲ့ကြေးရော်ပေါင်း9ရော်လောက်ကဘေးလို့ရောက်ကိုတင်းချောင်နေကြရစေဖြစ်တယ်လို့ဒေတာခန့်နဲ့တတိပြုတော်လာနေထိုင်ကြဖို့အေအေကအသိပေးထားပါတယ်။ကျမကီခိုင်ပါ။